အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာပေါ့နော် Redmi 10လေးတစ်လုံးကိုကျွန်တော်တို့เนาะဒီ firmware လေးတင်ကြည့်အောင် Grove ချိန်မှာပေါ့နော် Grove မချိန်ခင်ကျွန်တော်တို့အရင်ဆုံးလုံးသိနေတာက Brother Unlock အရင်ဆုံးလုံးဖို့လိုတယ်ပေါ့နော် Obi ဒီလုံးကကျွန်တော်တို့เนาะကျွန်တော် Google ထဲမှာတစ်ချက်လောက်ခောက်ပြပေးမယ်ဒီ Redmi 10လုံးလေးอ่ะပေါ့နော် Redmi 10လုံးလေးကကျွန်တော်တို့เนาะ Redmi 10ပေါ့နော် Redmi 10ကျွန်တော်တို့ဒီ GSM Mina website မှာကျွန်တော်တို့တက်ကြည့်ကြည့်လိုက်မှာပေါ့เนาะအဲသူ့ရဲ့ CPU က မီဒီယာထက်ကျွန်တော် official နီးနဲ့လည်းရမယ်ကျွန်တော်ဒီနောက်တခြား tool တွေနဲ့လည်းရမှာပါเนาะဒီ unlock tool တို့ mobile c tool တို့နဲ့လည်းရမယ်နောက် border unlock အရင်ဆုံးလုပ်လိုက်မလုပ်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ youtube channel ထဲမှာ border unlock လုပ်နေဆိုတာရှိတယ်အဲ့နီးတိုင်းလုပ်လိုက်ပါเนาะအရင်အောင်လွှဲပါတယ်เนาะအဲကျွန်တော်လုပ်ပြီးပြီဆိုရင်ကျွန်တော် firmware သတောင်းမှာပါเนาะ firmware လိုမယ်เนาะ remington firmware ပါเนาะ remington ကျွန်တော် firmware ပါเนาะ โอเค Remington Fanware ကို Mifin ကပဲကျွန်တော်တောင်းလိုက်မှာပေါ့เนาะ Mifin နဲ့ပဲတောင်းမှာကျွန်တော်ဒီမှာခြေလောက်လေးလာကြည့်ကြည့်မှာဆို Global ရှိမှာပေါ့เนาะ Global Fafu Stable နဲ့ Fafu နဲ့ကျွန်တော်တင်မှာပေါ့เนาะမှာ download ဆွဲ download ဆွဲထားကျွန်တော်က download ဆွဲထားပြီးသားမဲဆိုလို့ download လိုက်ပေါ့เนาะ download ပြီးပြီဆိုရင်ကျွန်တော်တို့เนาะဒီ file ဒီကျွန်တော်ဒီ file ထဲမှာတင်ထားတာပေါ့เนาะ PSO file ထဲမှာเนาะ white clip เนาะ export or export here နဲ့လေးရတယ်เนาะဖြည့်ချလိုက် ဖြေချလို့ရလာပြီဆိုရင်ကျွန်တော်တို့ file ထဲမှာကျွန်တော်တို့ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်เนาะဒီမှာเนาะ fret or fret on နဲ့ကျွန်တော်တို့တင်လို့ရမယ်ဟုတ်ပြီကျွန်တော်တို့ဒီချိန်မှာ fast food mode ကန်ရမှာပေါ့เนาะ fast food mode ကတော့ကျွန်တော်ထုံးစံတိုင်းเนาะထုံးစံတိုင်းကျွန်တော်ဆက်ပွင့်နေတဲ့နေထားပေါ့เนาะဆက်လေးတစ်ချက်လောက်ပိတ်လိုက်မယ်เนาะ border အန်လောက်အရင်ဆုံးလောက်ထားပြီးသားကျွန်တော်စတင်ထဲမှာတစ်ချက်လောက်ဝင်ပြပေးမယ်เนาะ additional stain ထဲမှာပါเนาะ additional stain ထဲမှာ developer operation developer operation ထဲမှာကျွန်တော်တို့ me unlock state တဲ့เนาะမှာ log ပွင့်နေတဲ့ပုံစံလေးဖြစ်နေလိမ့်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ firmware တင် group ပဲချိန်လို့ရမှာပေါ့เนาะဒီ developer operation ပေါ်တာကလည်းကျွန်တော်တို့ MIUI version ကိုခုနှစ်ချက်ခောက်လိုက်ရရပြီပေါ့เนาะဟောပြီဒီနေသားမှာကျွန်တော်တို့เนาะ power လေးတစ်ချက်ပိတ်လိုက်မယ် ်ပါဝါလေးပိတ်ပြီးတော့ကျွန်တော်အတန်တူးတဲ့ခလုတ်ဒီမှာနော်အတန်တူးတဲ့ခလုတ်ပါဝါခလုတ်ကိုကျွန်တော်ဇုံကိုင်းလိုက်မယ်โอเคဇုံကိုင်းလိုက်လို့နော်ဒီမှာဖတ်ဖို့မှုရောက်သွားတာဗောနော်ဖတ်ဖို့မှုရောက်သွားလို့ဆိုရင်ကျွန်တော်တို့ဒါလေးဂျိုးလေးကုန်တာနဲ့ဂျိုးလေးချိန်ပြီးလိုက်မှာဗောနော်โอเคจูลีเนี่ยฉိတ်ไล่มั้ยจูลีเนี่ยฉိတ်ไล่ไปได้เฉยมาเราเนาะ device manager เนี่ยมาเราต่อ4จริงๆมาป่ะเนาะดี unwrite form ป่ะเนาะ ် Android ဖုန်းနေရာမှာ Android Android Bora interface လို့ပေါ်ပြီးဆိုရင်ကျွန်တော်တို့ firmware တင်လို့ရပြီပေါ့နော်စတင်ပြီ Firmware ကနေဟောဒီ Firmware လည်းမိနေပြီပေါ့နော် Firmware လည်းမိနေပြီဆိုရင်ကျွန်တော်ခုနကဖြီးခဲ့တဲ့နော်ဒီ file လေးထဲမှာကျွန်တော် Okay ဒီမှာ file လေးထဲမှာကျွန်တော်ခုနကနော်ဒီ firmware ဒီ fret or ဘောနော် fret or နဲ့ကျွန်တော်တို့တင်လို့ရတယ်ဘောနော်ဒီ fret or law ဆိုရင် borderna law ကြပြီးတော့ vocabulary ရင်းနေထွက်မှာမဟုတ်ဒီတိုင်းပဲညင်နေမှာ stable ပြန်တင်ရင်တော့ကောင်းအောင်ဘောနော်ဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်တခြားကြည့်ကြည့်မယ်နော် fret or ကိုကျွန်တော်တို့နှိပ်လိုက်မယ်နော်နှိပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာခြေလောက်ကြည့်ကြည့်မယ် Okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ fanware file စတင်သွားပြီဗောနော်နည်းနည်းလေးတော့ကြာမယ်ကျွန်တော်တို့เนาะ 10မိနစ်15မိနစ်လောက်တော့ကြာနိုင်တယ်ပေါ့နော်အဲဒီချိန်လေးမှာကျွန်တော်ကျွန်တော်ရဲ့ YouTube channel ထဲမှာပေါ့နော်ကျွန်တော်ရဲ့ YouTube channel ထဲမှာဆိုရင်ကျွန်တော်ဖုန်းပြုပြင်နည်းနဲ့ပတ်သက်တာတွေတော်တော်များများကျွန်တော် share တွေလုပ်တာပေးပါတယ်ဟော online club လေးလည်းရှိတယ်ပေါ့နော် online group video group ပေါ့နော် video group ရှိပါတယ်မိတ်ဆွေတို့နော်အခုလိုမျိုး fast food တင်အဒီ global chain တာတွေကျွန်တော်မိအောက်နော်ဒီ FRV အကြောင်းနေနော် user လော Oppo Vivo Samsung model စစုံလင်းလင်းကိုကျွန်တော် တော့ကျွန်တော် group ထဲမှာတေချာ share လေးလုပ်ထားပေးတယ်မိတ်ဆွေတို့ကအခုလိုမျိုးပေါ့နော် shortware ပိုင်း hardware ပိုင်းနော် hardware ဘိုင်းမှာဆိုရင်ကျွန်တော်တို့ power supply ခဲကောက်ဟော်ဂန်မှန်လဲတာကအစကျွန်တော်တို့နော်ဒီအဝင် short ရှာတာ တော့တော်တော်များများစုစုံလင်ရှိပါတယ်မိတ်ဆွေတို့ကအခုလိုမျိုးဖုန်းမြူပြင်းနီးတွေစိတ်ဝင်စားရဲဆိုရင်เนาะဒီ group လေးကိုလည်း join ဖို့ group သင် group ထဲမှာကျွန်တော်ဘာဗီဒီယိုသင်ခန်းစာတွေတင်ထားပေးလဲဆိုတာကိုเนาะကျွန်တော်စီလမေးလို့ရတာပေါ့เนาะဒီ Viber ဖုန်းနံပါတ်လေးကျွန်တော်ပေးထားမယ် Viber ဖုန်းနံပါတ်ထဲမှာမိတ်ဆွေတို့เนาะအသေးစိတ်ကျွန်တော်ပြန်ပို့ပေးမှာပေါ့နော်မိတ်ဆွေတို့ပါသင်ခန်းစာတွေပါသင်ခန်းစာတွေပါလဲဆိုတာကိုเนาะကြည့်ကြည့်ပြီးတော့မိတ်ဆွေတို့စိတ်ဝင်စားတယ်ဝါသနာပါတယ်ဆိုရင် group ကိုလည်း join လို့ရပါတယ်เนาะအဲ့ဒါဆိုရင် ်เนาะအခုဒါလေးကကျွန်တော်10မိနစ်15မိနစ်လောက်တော့ကြာသွားမယ်เนาะတခြားလာတော့စောက်စောက်ပြီးလို့ဆိုရင်ကျွန်တော်တို့အဲ grow ပဲเนาะ grow ပဲရမရတခြားလောက်ပြန်ကြည့်ကြည့်မယ်ဗောနော်ဟိုကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe မနှိပ်ရသေးဘူးဆိုရင်လည်း subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ် โอเคအဲ့ဆိုရင်ကျွန်တော်တို့เนาะဒီမြားလေးကိုနှိပ်ပြီးတော့ကျွန်တော်ဆက်တဲ့လေးကြော်သွားလိုက်မှာပေါ့เนาะကျွန်တော်တို့မြားတွေ့မြား language ကကျွန်တော်တို့เนาะဒီကြိုက်တာရွေးပြီးတော့ထပ်ပြောင်းသွားလို့ရတာပေါ့เนาะကျွန်တော် skip ကျွန်တော် skip เนาะအဲလုပ်တဲ့ skip เนาะကျွန်တော်မှန်ချစ်လေးပေးပေးပြီးတော့ကျွန်တော်တို့เนาะမြားလေးဆက်နှိပ်ပြီးကြော်သွားမှာပေါ့เนาะဟုတ်ပြီအဲကျွန်တော်ဒါဒီပုံစံတက်လာတာကတော့ကျွန်တော် group ပဲပုံစံပေါ့เนาะ design နဲ့တက်လာတယ်เนาะ ရိုပဲဒီဇိုင်းနဲ့တက်လာခဲ့တယ်เนาะကြော်သွားမယ်ဒီတိုင်းလေးပဲကျွန်တော်တို့เนาะကြော်သွားလိုက်ရုံပဲပေါ့เนาะအဲဒီလိုမျိုးပုံစံမျိုးဖြစ်တတ်တယ်ဆိုတာကျွန်တော်တို့အဲဆက်တက်လေးလုပ်တဲ့အချိန်ပေါ့เนาะဒီလိုဖာအဒီ alpha ဘီလော့တွေပါကြာနေလို့ရှင်ဒီနေရာမှာလဲနေတာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးကတော့ကျွန်တော်လွယ်လွယ်ကူကူပဲပေါ့နော်ကြော်သွားမှာပေါ့နော်โอเคအဲ့ဒါဆိုကြော် โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ original play store လေးနဲ့စာတုံးလို့ရပြီပေါ့နော်အဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe မနှိပ်ရသေးဘူးဆိုရင်အနည်း subscribe လေးကိုနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်